မင်္ဂလာပါ PN Electronic Lab ကနေကြိုဆိုပါရစေဒီတစ်ပတ်မှာတော့ Unit RAM Signal Parabolic Signal နဲ့ Rectangular Signal တွေအကြောင်းကိုဆွေးနွေးသွားမှာဖြစ်ပါတယ် ဆွေးနေခင်မှာသင်ခန်းစာဗီဒီယိုသုံးထဲမှာ signal function နဲ့ exponential function နဲ့ပတ်သက်ပြီးတော့မေးခွန်းလေး၃ခုမေးသွားခဲ့ပါတယ်။အဲ့မေးခွန်းလေးရဲ့အဖြေကိုအရင်ဆုံးဆွေးနွေးသွားပါမယ်။ပထမမေးခွန်းက tt pi - 5ဖြစ်မယ်ဆိုရင် signal pi - 5ရဲ့အဖြေကဘာလဲဆိုတာဖြစ်ပါတယ်။အဲ့တော့ pi က3.142လို့ယူဆလိုက်မယ်ဆိုလို့ရှိရင် pi - 5ဒီ -1.858 ဖြစ်ပါမယ်။ signal -1.858 ကိုရပါမယ်။ အဲ့တော့အရင်တစ်ပတ်ကတီးခဲ့တဲ့အတိုင်း signal function သည် t သည် less than 0ဖြစ်မယ်ဆိုရင် signal function သည် minus 1ရမယ်ဆိုတာဖြစ်ပါတယ်အခုတော့ signal minus 1.858ဆိုတဲ့အတွက် signal function သည် minus 1ဖြစ်ပါတယ်ဒုတိယမေးခွန်းကတကွက်ကိုနှစ်ဆစီတက်သွားတဲ့စစ်တူရင် အကွက်64ကွက်နဲ့ညီမျှတဲ့ဒုံစိတ်ဘယ်နှစိတ်ကိုအမကြီးရရသွားလဲဆိုတဲ့မေးခွန်းဖြစ်ပါတယ် ီမေကွန်လေးကိုဖြည့်ရမယ်ဆိုလို့ရှိရင်ပထမတစ်ကွက်မှာဂျုံစိတစ်စိဒုတိယတစ်ကွက်မှာဂျုံစိနှစ်စိနှစ်ဆစီတက်သွားတယ်ဆိုတော့တတိယတစ်ကွက်မှာဂျုံစိက၄စိအဲ့လိုပုံစံနဲ့တက်သွားတယ်အဲ့ဒါကို 1+2+4+8 and so on ဆိုပြီးတော့ရေးလိုက်မယ်ဒါကိုကြည့်ရမယ်ဆိုလို့ရှိရင်1 2 to the power 0နဲ့ညီတယ်2 to the power 1နဲ့ညီတယ်4 to the power 2နဲ့ညီတယ်8 to the power 3နဲ့ညီတယ်အဲ့လိုပဲဆက်ပြီးတော့ရေးလိုက်မယ်ဆိုလို့ရှိရင် to do the power 63မှာစုံသွားမယ်အဲ့ဆိုရင်ကြည့်ရအောင် to do the power 0 plus to do the power 1 the 3ရယ်အဲ့ဒါဒီ to do the power 2 minus 1နဲ့ညီရယ်အဲ့လိုပဲ to do the power 0 plus to do the power 1 plus to do the power 2 the 7ရယ်ဒါဒီ to do the power 3 minus 1နဲ့ညီရယ်ဒီလိုဆိုရင်တော့ to do the power 0ကနေ to do the power 63အတွက်ဆိုလို့ရှိရင်တော့ to do the power 64 minus 1ရမှာဖြစ်ပါတယ် ဒါကို calculator ခောက်လိုက်မယ်ဆိုရင်အဖြေက1.844674407 into 10 to the power 19ဖြစ်ပါတယ်။အဲ့တော့ဂျုံစိစုစုပေါင်း1.844674407 into 10 to the power 19ဂျုံစိရမယ်ဖြစ်ပါတယ်။အဲ့တော့စဉ်းစားကြည့်ရအောင်။အခုဆိုလို့ရှိရင်တစ်နှစ်မှာဂျုံစိ850 million ton ထွက်ပါတယ်။တစ်ကီလိုမှာဂျုံစိ1000ခွဲလောက်ပါပါတယ်။အဲ့တော့ တတန်ဆိုတော့တထောင်ကီလို950 million ton ဆိုတော့1.157 into 10 to the power 16ဂျုံစိရှိပါမယ်အဲ့တော့ခုနအမတ်ကြီးရတဲ့ဂျုံစိအရေအတွက်ဒီ1.844674407 into 10 to the power 19ဆိုတော့အဲ့ဒီကနန်းကိုမှုဖို့အတွက်ဆိုလို့ရှိရင်ကျမတို့ကနှစ်ပေါင်း1500ကျော်လောက်ထိကြာမယ်ဖြစ်ပါတယ်ကဘာမှာတစ်နှစ်လုံးထွက်တဲ့ ုံစိတ်အရေးအတွက်ကိုနှစ်ပေါင်း1500ကျော်အထိပေးမှာအမကြီးလိုချင်တဲ့ဂျုံစိတ်အရေးအတွက်ကိုရမယ်ဖြစ်ပါတယ်တတိယမေကွန်းကပထမနေ့မှာကြာပွင့်တပွင့်ပွင့်တယ်ဒုတိယနေ့မှာကြာပွင့်နှစ်ဆတိုးပြီးတော့ပွင့်တယ်ကျန်တဲ့ရက်တွေမှာလည်းနှစ်ဆတိုးပြီးတော့ပွင့်တယ်ဒီလိုနဲ့ပဲရက်တရကြာတော့ရေကန်ထဲမှာကြာပန်းတွေအကုန်ပြည့်သွားတယ်အဲ့ဒီတော့ရက်ပေါင်းဘလောက်ကြာလို့ရှိရင်ရေကန်ထဲမှာကြာပန်းတဝက်ပွင့်မလဲဆိုရဲမေကွန်းဖြစ်ပါတယ်ရက်တရမှာကြာပန်းတွေအကုန်ပွင့်တယ်ဆိုလို့ရှိရင် ရေကန်တဝက်ပြည့်ရိုအတွက်ရက်ပေါင်းဟာ69ရက်ကြာမှဖြစ်ပါတယ်လွယ်လွယ်ကူကူစဉ်းစားလို့ရပါတယ်ဒါကိုတင်ချာနီးနဲ့တက်သေးပြထားပါတယ်အဲ့တော့ဒီနေ့ပွင့်တဲ့ဒီနေ့ကြာပန်းပွင့်တဲ့အရေအတွက်ဒီမနေ့တုန်းကပွင့်ခဲ့တဲ့ကြာပန်းထက်နှစ်ဆဆိုလို့ကြောင်း f(x) 2 multiply f(x) 1လို့ရေးပါမယ်ရေကန်ထဲမှာကြာပန်းအပြည့်ပွင့်လာဒီရက်တရာကြာတယ်ဆိုလို့ full equal to f or 100လို့ရေးပါမယ်အဲ့တော့ half ဆိုလို့ရှိရင်ဘယ်လောက်လဲဆိုပြီးတော့မေးထားပါတယ် F100 သည် 2-multiply F099 နဲ့တူပါတယ် F100 က 2-multiply half ဆိုတော့အဲ့ဒါကိုအစသွင်းလိုက်မယ်ဆိုလို့ရှိရင် half သည် F099 ဖြစ်ပါတယ်အဲ့ဒါသည်ရေခမ်းတဝက်ပြေဖို့ကြာချိန်က69ရက်ဖြစ်ပါတယ်ဒီလိုဆိုရင်တော့အဖြေတွေကိုသေချာသဘောပေါက်မယ်လို့မျှော်လင့်ပါတယ်ကဲဒါဆိုရင်တော့ဒီတစ်ပတ်သင်ခန်းစာဖြစ်တဲ့ unit ramp signal unit parabolic signal နဲ့ rectangular signal တွေအကြောင်းကိုလေ့လာကြပါစို့ ပထမဦးဆုံး unit ramp signal အကြောင်းကိုပြောချင်ပါတယ်။ ramp function က unary real function ဖြစ်ပါတယ်။သူ့ရဲ့ grab ပုံစံက ramp ပုံစံနဲ့တူပါတယ်။ unit ramp function ကိုနံပါတ်အသီးသီးကအတုံးချတဲ့ပုံစံပေါ်မူတည်ပြီးတော့နံပါတ်အမျိုးမျိုးပြောင်းပြီးခေါ်ပါတယ်။ဥပမာ machine learning မှာဆိုလို့ရှိရင် ReLU activation function လို့ခေါ်ပါတယ်။ electrical engineering မှာဆိုရင်တော့ halfway rectification ရဲ့ rectifier လို့ခေါ်ပါတယ်။ statistic ရဲ့ likelihood function မှာဆိုရင်တော့ topit model လို့လည်းခေါ်ပါတယ်။သူက negative argument တွေအတိုင်းအတွက်ဆိုရင် သူ့ရဲ့ output က0ဖြစ်ပြီးတော့ positive input ဆိုရင်တော့သူ့ရဲ့ output ကိုပြန်ရပါတယ်။သူ့ရဲ့ definition ကတော့ဒီမှာပြထားပါတယ်။ unit rank function ကို rt လို့ရေးပါမယ်။တကယ်လို့ t t greater than equal 0ဖြစ်တဲ့အခါမှာ rt သည် t ဖြစ်ပြီးတော့တကယ်လို့ t က less than 0ဖြစ်တဲ့အခါမှာ rt က0ဖြစ်မယ်ဖြစ်ပါတယ် ဒါကတော့ continuous signal ပုံစံနဲ့ရေးထားတာဖြစ်ပါတယ်။အဲ့တော့ graph ပုံစံမဲ့အတွက် point လေးတွေရှာပါမယ်။တကယ်လို့ t က0ဖြစ်မယ်ဆိုလို့ရှိရင် unit ramp function က0ဖြစ်ပါမယ်။တကယ်လို့ t က1ဖြစ်မယ်ဆိုရင် unit ramp function က1ဖြစ်ပြီး t က2ဖြစ်မယ်ဆိုရင် unit ramp function က2ဖြစ်ပါမယ်။ t က3ဖြစ်မယ်ဆိုရင် unit ramp function က3ဖြစ်ပါမယ်။ ဒီ point လေးတွေကို xy ဝင်ရိုးမှာထည့်လိုက်လို့ရှိရင်သူရဲ့ graphical expression ကိုရပါတယ်အဲ့တော့ဒါကသူရဲ့ continuous function အတွက် unit ram signal ရဲ့ပုံဖြစ်ပါတယ် discrete signal အတွက်ဘယ်လိုရေးမလဲဆိုရင်သူ့ကို rn လို့ရေးပါတယ်တကယ်လို့ n က greater than equal 0ဖြစ်မယ်ဆိုရင် rn က n ဖြစ်ပါမယ်တကယ်လို့ n က less than 0ဖြစ်မယ်ဆိုရင် rn က0ဖြစ်ပါမယ်သူ့ကိုလည်းပုံဆွဲဖို့အတွက် point လေးတွေရှာပါမယ်တကယ်လို့ n က0ဖြစ်မယ်ဆိုရင် unit run function က0ဖြစ်ပါမယ်တကယ်လို့ n က1ဖြစ်မယ်ဆိုရင် unit run function က1ဖြစ်ပါမယ်ဒီ points တွေကို x y ဝင်ရောမှာ plot လုပ်လိုက်တော့ unit run function ရဲ့ discrete signal ကိုရပါတယ်အဲ့တော့ unit run function နဲ့ unit step function တို့ရဲ့ဆက်သွယ်ချက်ကိုလေ့လာရအောင် unit step signal တင်တော့ပြောခဲ့ပါတယ် unit step signal ကို ut လို့ရေးပြီးတော့သူ့ရဲ့ definition ကတော့ t ကတကယ်လို့ greater than equal 0ဖြစ်မယ်ဆိုရင်1ဖြစ်ပြီးတော့ t က less than 0ဖြစ်မယ်ဆိုရင် ut က0ဖြစ်မယ်လို့ပြောခဲ့ပါဗျ။အဲ့တော့သူတို့ integration လုပ်မယ်ဆိုလို့ရှိရင် t less than 0ကိုမစဉ်းစားဘူး t greater than equal ကိုပဲစဉ်းစားမယ်လို့လည်းပြောဘူးပါဗျ။အဲ့တော့ ut ကို integration လုပ်ကြည့်အောင် integral ut dt သည် integral 1 dt ဖြစ်ပါတယ် ut က1ဆိုတော့1ကိုအစားထည့်လိုက်မယ်အဲ့တော့1ကို integration လုပ်တယ်ဆိုတော့ t ရပါတယ် t သည် unit run function တော့က rt သည် t greater than equal 0ဖြစ်တဲ့အခါ t ရတယ်လို့ပြောထားပါဗျ။အဲ့တော့ rt နဲ့ညီပါတယ်။ဒါကြောင့် unit step function ကို integration လုပ်မယ်ဆိုရင် unit ramp function ရပါတယ်။အဲ့ဒါသူတို့နှစ်ခုရဲ့ဆက်သွယ်ချက်ဖြစ်ပါတယ်။ integration ရဲ့ပြောင်းပြန်က differentiation ဆိုတော့ rt ကို differentiation လုပ်တယ်ဆိုရင် unit ramp signal ကို differentiation လုပ်တာဒီ unit step function ရပါတယ်။ ဒါမှမဟုတ် unit step function ကို integration လုပ်မယ်ဆိုရင် unit wrap function ကိုရပါတယ်ဒါသူတို့နှစ်ဦးရဲ့ဆက်သွယ်ချက်ဖြစ်ပါတယ်နောက်တစ်ခုကတော့ impasse function နဲ့ unit step function ရဲ့ဆက်သွယ်ချက်ပါ impasse function ကို integration လုပ်မယ်ဆိုရင် unit step function ရပါတယ်အဲ့တော့ပြောင်းပြန်ပြန်ပြောရမယ်ဆိုရင် unit step function ကို differentiation လုပ်တာဒီ impasse function ရပါတယ်အဲ့တော့ဒီမှာပြထားတဲ့အတိုင်း delta t equal to d by dt ut UT နေရာမှာကုနာတော့ D by DT RT ရခဲ့တယ်အဲ့ဒါကိုအစားသွင်းလိုက်မယ်ဆိုလို့ရှိရင် D square by DT square RT ရပါမယ်ဒါကြောင့် impulse function ကို double integration လောက်တာဒီ unit ramp function ကိုရပါတယ်ဒါဒီ unit ramp function နဲ့ impulse function တို့ရဲ့ဆက်သွယ်ချက်ဖြစ်ပါတယ်အဲ့တော့နှစ်ခုပြောခဲ့ပါတယ် unit step function နဲ့ unit ramp function တို့ရဲ့ဆက်သွယ်ချက်ဒုတိယတစ်ခုကတော့ impulse function နဲ့ unit ramp function တို့ရဲ့ဆက်သွယ်ချက်ဖြစ်ပါတယ် unit ramp function အကြောင်းကိုပြောသွားပြီးပြီဆိုရင်တော့ unit parabolic signal အကြောင်းကိုရှင်းပြပါမယ် unit parabolic signal ကို xt လို့ရေးပါတယ်သူရဲ့ definition ကတော့တကယ်လို့ t သည် greater than equal 0ဖြစ်တဲ့အချိန်မှာ xt သည် t square over 2ဖြစ်ပါတယ်တကယ်လို့ t က less than 0ဖြစ်မယ်ဆိုလို့ရှိရင် xt က0ဖြစ်မယ်ဖြစ်ပါတယ်ဒါက continuous signal ပုံစံနဲ့ရေးထားတာဖြစ်ပါတယ်သူ့ကိုပုံဆွဲဖို့အတွက် point လေးတွေချပါမယ် တကယ်လို့ d က0ဖြစ်မယ်ဆိုလို့ရှိရင် unit parabolic signal က0ဖြစ်ပါမယ်တကယ်လို့ t က1ဖြစ်မယ်ဆိုရင် unit parabolic signal xt က0.5ဖြစ်မယ်ဖြစ်ပါတယ်တကယ်လို့ t က2ဖြစ်မယ်ဆိုရင် unit parabolic signal xt က2ဖြစ်ပါမယ်တကယ်လို့ t က3ဖြစ်မယ်ဆိုရင် unit parabolic signal xt က4.5ဖြစ်မယ်ဖြစ်ပါတယ်အဲ့တော့အခုရလာတဲ့ point လေးတွေကိုထည့်လိုက်မယ်ဆိုလို့ရှိရင်အခုပြထားတဲ့ parabolic signal ကိုရပါတယ် discrete signal အတွက်ဆိုလို့ရှိရင် तू က xn လို့ရေးပါတယ်အဲ n က less than equal 0ဖြစ်တဲ့အခါမှာ xn က n square over 2ဖြစ်ပြီးတော့ n က less than 0ဖြစ်တဲ့အခါမှာ xn က n ဖြစ်ပါမယ်ဒါကိုလည်းပုံဆွဲမဲ့အတွက် point လေးတွေချပါမယ်အဲ့တော့ n က0ဖြစ်တဲ့အခါမှာ xn က0ရပါမယ် n က1ဖြစ်တဲ့အခါ xn က0.5ဖြစ်မယ် n က2ဖြစ်တဲ့အခါ xn က2ဖြစ်မယ် n က3ဖြစ်တဲ့အခါ xn က4.5ဖြစ်ပါမယ် အဲ့အမှတ်တွေကို plot လုပ်လိုက်တဲ့အခါကျတော့ဒီလို discrete function ကိုရပါတယ်။အိမ်မှာ coffee ဖြော်တဲ့အခါ coffee ကိုဆုံးနဲ့မှွေလိုက်တယ်။အဲ့အချိန်မှာအလဲမှာ coffee ပမာဏနည်းသွားပြီးတော့ဖန်ခွဲဘေးပတ်လဲမှာ coffee ပမာဏမြင့်တက်နေတယ်။ဒါကြောင့် gravity forces ကအရေကို parabola ပုံသဏ္ဍာန်ဖြစ်အောင်လှုပ်ပေးတယ်။အဲ့တော့လောလောကူကူကော်ဖီဖြော်တဲ့အခါကျရင်တတိထားကြည့်ကြည့်လိုက်။သူကပါရာဘိုလာပုံစံဖြစ်နေပါဗျ။ အဆိုရင် unit ramp signal နဲ့ unit parabolic signal ရဲ့ဆက်သွယ်ချက်ကိုကြည့်ရအောင် unit ramp signal ကို integration လုပ်လိုက်ရအောင် integrate rt ဆိုတော့ rt ရဲ့တန်ဖိုးက t အဲ့တော့ t ကိုအစသွင်းလိုက်မယ် integrate t t ကို integration လုပ်တယ်ဆိုတော့ t square over 2ရတယ်ဒါဒီ unit parabolic signal နဲ့တူပါတယ် xt နဲ့တူတယ်ဒါကြောင့် unit ramp signal ကို integration လုပ်မယ်ဆိုလို့ရှိရင် unit parabolic signal ကိုရပါမယ်ဒါဒီ unit ramp signal နဲ့ unit parabolic signal ရဲ့ဆက်သွယ်ချက်ဖြစ်ပါတယ် unit ramp signal ကို integration လုပ်မယ်ဆိုရင် unit parabolic signal ကိုရပါတယ်။အဲဆိုရင် impulse signal နဲ့ unit parabolic signal ရဲ့ဆက်သွယ်ချက်ကိုစဉ်းစားကြည့်အောင်။ခုနကပြောခဲ့တယ် impulse signal ကို double integration လုပ်ရင် unit step signal ကိုရတယ်လို့ပြောတယ်။အဲ့တော့ unit impulse signal ကို triple integration လုပ်တာသည် unit step signal ကို double integration လုပ်တာနဲ့ညီပြီးတော့ unit ramp signal ကို one time integration လုပ်တာ ਨੇ ညီပါတယ်သူရဲ့အဖြေက t square over 2ဆိုတော့သူတို့အားလုံးဒီ unit parabolic signal နဲ့ညီပါတယ်ဒါကြောင့် triple integral of delta t ဒီ double integral of ut နဲ့ညီပါတယ်ဒါဒီ integral of rt နဲ့တူပြီးတော့သူဒီ xt နဲ့ညီပါတယ်ဒါဆိုရင်တော့ impulse signal unit step signal unit ramp signal နဲ့ unit parabolic signal ရဲ့ဆက်သွယ်ချက်ကိုရနိုင်ပါတယ်အဲ့ဒါကြောင့် impersignal ကို triple integration လုပ်မယ်ဆိုလို့ရှိရင် unit parabolic signal ကိုရပါတယ်။ဒါကို triple delta t is equal to xt လို့ရေးပါတယ်။အဲ့တော့ differentiation နဲ့ပြောရမယ်ဆိုလို့ရှိရင် rt ဖြစ်တဲ့ unit ramp function သည် parabolic signal ဖြစ်တဲ့ xt ကို differentiation လုပ်တာနဲ့တူပါတယ်။ဒုတိယတစ်ခုကတော့ unit step function သည် parabolic signal ဖြစ်တဲ့ xd ကို double integration လောက်တာနဲ့တူပါတယ်တတိယတစ်ခုကတော့ impulse signal သည် unit parabolic signal ကို triple integration လောက်တာနဲ့တူပါတယ်ဒါဆိုရင်တော့ unit ramp signal နဲ့ unit parabolic signal ရဲ့အကြောင်းကိုပြောပြီးပြီဆိုတော့နောက်ဆုံးတစ်ခုဖြစ်တဲ့ rectangular signal အကြောင်းကိုဆွေးနွေးပါမယ်။ rectangular signal ကို xt လို့ရေးမယ်ဆိုပါစို့ xt is equal to a r e c t t divide by t လို့ရေးပါရစေ။ အဲ့ဒီ formula ထဲမှာဆိုရင် a က rectangular ရဲ့ amplitude ဖြစ်ပါတယ်အဲ့ဒါကြောင့် amplitude of rectangle လို့ရေးပါတယ် t ကတော့ capital t ကတော့ period of rectangle ဖြစ်ပါတယ်သူရဲ့ graphical expression လေးကိုကြည့်ရအောင် x ဝင်ရောမှာ t ရှိတယ် y ဝင်ရောမှာ x t ရှိတယ်သူရဲ့ amplitude က a အဲ့တော့ amplitude a ကို y ဝင်ရောမှာမြင်နိုင်တယ် period ကိုတဝက်စီဝက်ပြီးတော့ရေးတယ်အဲ့တော့ -t/2 ကနေ plus t by 2တည်ရတယ် total ကတော့ t ရမယ်အဲ့တော့ x t is equal to 3 rat t divide by 6ဆိုတော့ expression ကို graphical expression အနေနဲ့ရေးရအောင်မရေးခင်မှာသူ့ကိုခုနကပေးထားတဲ့ rectangular function နဲ့ compare လုပ်လို့ရပါတယ်အဲ့တော့ဒီမှာဆိုရင် amplitude က3ရမယ်အဲ့တော့ y ဝင်ရောမှာ amplitude 3ဆိုတဲ့ point မှာအမှတ်ချလို့ရတယ်ပြီးတော့ t period t ကဒီမှာဆို အဲ့တော့သူ့ကိုတဝက်စီဝက်မယ်ဆိုလို့ရှိရင် sis ရဲ့တဝက်က3ဖြစ်တော့ -3 to 3သူ့ရဲ့ total ကတော့ d ဆိုတော့6ဖြစ်မယ်ဒီလိုပုံလေးရပါမယ်နောက်တစ်ခုကတော့ xt equal to 6 red 2t over t အဲ့တော့ဒီတစ်ခါကျတော့ amplitude က6အဲ့တော့ဒါကဘာမှမထူးခြားဘူးဒါပေမဲ့ဒီမှာဘာထူးခြားနေလဲဆိုရင်အပေါ်မှာ current ဆို t ပဲရှိရမှာအခုက 2t ဖြစ်နေတယ်အပေါ်မှာ2ဆိုတဲ့အတိတ်ပဲဒီ အောက်ကပိုင်းစီမှာ denominator မှာ1 over 2ဖြစ်ခဲ့လို့အပေါ်ကိုပြန်သွားတော့2ဖြစ်သွားတာအဲ့ဒါကြောင့်ဘယ်လိုပုံစံမျိုးစဉ်းစားလို့ရလဲဆိုရင်အောက်ကပိုင်းစီမှာ1 over 2ရှိနေတယ်လို့စဉ်းစားလို့ရတယ်အဲ့ဒါဒီ t over 2ဆိုတဲ့အဓိပ္ပာယ်အဲ့တော့ t ကိုအစတည်းကတဝက်ဝက်ထားတယ်ထပ်ပြီးတော့နောက်ထပ်တဝက်ဝက်မယ်ဆိုရင် minus t over 4ကနေ t over 4အဲ့တော့မသူ့ရဲ့ total သည် t over 2ဖြစ်မယ်။အဲ့တော့ပုံလေးကဒီလိုဖြစ်သွားမယ်။ minus t over 4 to t over 4 amplitude က6 ဲ့တော့ဒီပုံလေးရပါမယ်။ဒါအောင်နားလဲရဆိုလို့ရှိရင်အခုပေးထားတဲ့ question ကိုကိုကိုတိုင်းစူးစမ်းပြီးဖြေကြည့်ပါ။ HD equal to 3 red t ဆိုတဲ့မေးခွန်းလေးဖြစ်ပါတယ်။ကြည့်နိုင်မယ်လို့ပြောလိုက်ပါတယ်။ဒီနေ့သင်ခန်းစာမှာတော့ unit ramp signal unit parabolic signal နဲ့ rectangular signal ရဲ့အကြောင်းကို mathematical expression တွေနဲ့အတူတူသူရဲ့ graphical expression နဲ့အတူဆက်သွယ်ချက်တွေနဲ့လည်းဖော်ပြပြီးတော့ဆွေးနွေးသွားပါရစေ။ နောက်တစ်ပတ်မှာတော့ကြန့်စီနေတဲ့ signal တွေအကြောင်းကိုဆွေးနွေးသွားမှာဖြစ်ပါတယ်။ Electronics နဲ့ Communication နဲ့ပတ်သက်တဲ့အခြေခံသင်ခန်းစာတွေကိုလေ့လာခြင်းနဲ့ဆိုရင်တော့ PN Electronic Lab YouTube Channel နဲ့ Facebook Page ကို Subscribe and Like လုပ်ထားပေးဖို့တိုက်တွန်းလိုပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။